အားလုံးပဲမင်္ဂလာပါခိုင်သူချန်ရီကနေကြိုဆိုလိုက်ပါရစေ။ចောင်းသားတွေအတွက်ကောဂျပန်အလုံးနဲ့သွားမဲ့လူတွေအတွက်ကောပေါ့နော်။ပတ်စံနေနေနဲ့ဥမာအရင်အရင်ဆုံးပေါ့နော်။ပတ်စံနေနေနဲ့အကုန်ကြအတ္တတာဆုံးနဲ့ဂျပန်ကိုရောက်ဝါးရလူတွေအကြောင်းကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်။ပြောရလို့ရှိရင်ဂျပန်ရောက်နေတဲ့စီနီယာတွေကအချိန်ပိုင်းအလုပ်တွေပဲဖြစ်ဖြစ်တချို့ကောင်းတဲ့အလုပ်တွေပဲဖြစ်ဖြစ်ပေါ့လေနော်မိမဆက်ပေးခြင်းကြောင့်ចောင်းသားတွေအတွက်လည်းပါတယ်ပေါ့နော် မိတ်မဆက်ပြီးကျင်ကြဘူးအဲအပိုင်းတွေအတွက်ကောပြီးတော့ကျွန်တော်ဂျပန်စကားပြောတင်ပေးရင်းနဲ့တွေ့ရတဲ့ចောင်းသားနဲ့ចောင်းသားဘက်ကအမြင်နဲ့ကျွန်တော်တို့ဆရာကြီးဘက်ကအမြင်နဲ့ပေါ့နော်ကျွန်တော်တို့ဘက်ကအမြင်နဲ့မတူတဲ့အချက်လေးတွေကိုတစ်ချက်ဆွေးနွေးကြပါတယ်ဆွေးနွေးကြပါတယ်နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်အရင်ဆုံးဂျပန်ကိုအကုန်ကြတတ်တာဆုံးနဲ့ဘလို့ရောက်ွားကြတဲ့လူတွေရှိလဲဆိုတော့ပြောပြပေးမယ်နော်။ကဲဟုတ်ပြီအရင်ဆုံးကတော့ဂျပန်စာတေချာရတယ် ဥမာ ID နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တယ်ပြီးွားလို့ရှိရင် engineer ဘွဲ့ရရတာတယ်အဲအဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ဂျပန်ရောက်တဲ့အခါကျလို့ရှိရင်ဒါအဆင်ပြေမယ်ပေါ့နော်သူကလက်တင်အလုပ်ဝင်ခိုင်းလို့ရမယ်အနေထားလေးတွေဒါပေမဲ့လည်းဗျာဟိုရောက်လို့ရှိရင်တော့ပြန်တော့ပြန်တင်ပေးရတာပဲဒီမြန်မာပြည်မှာလည်း zero yen program နဲ့လာပြီးတော့အလုပ်လာရှာတဲ့ ID နဲ့ပတ်သက်တဲ့ကိစ္စရရှိတယ်။ engineer နဲ့ပတ်သက်တဲ့ကိစ္စရရှိတယ်။ဒါတကယ်ရှိရပေါ့နော်။အဲ့ဒီနေရာမျိုးမှာကြတော့ကိုက အကုန်ကြတက်တက်တတနဲ့ကွာ သွားကျင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့အရေးချင်းရတော့ဟလာ M4 အောင်တို့ M5 အောင်တို့ GFD တို့ Netdes တို့အဲ့လောက်ဒီနေရတော့အောက်အောက်အရေးချင်းနေပေါ့နော်အဲ့လောက်ဒီနေရတော့အဆင်မပြေဘူးနောက်ဆုံး3တွေအောင်နားတယ်2တွေအောင်နားတယ်ဆိုရင်တော့မှစကားပြောကြည့်လိုက်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ဒါမလွယ်ဘူးပေါ့နော်ရဘောကခတ်တယ်ကဲပြီနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ ဂျပန်မှာရှိတဲ့စီနီယာတွေကပေါ့နော်စီနီယာဆိုတာဂျပန်မှာရှိရဲ့ကိုယ့်တငယ်ချင်းဖြစ်ဖြစ်ဒါတကယ်ရှိရဲ့နော်ကျွန်တော်ရဲ့အတန်းသူထဲမှာလည်းတကယ်ရှိရဲ့သူကနေပါမိထီလာမလားမသိဘူးသူကနေတယ်အဲအင်ဂျင်နီယာရဲ့ဘွဲ့ရပြသားပြသားဂျပန်မှာလည်းသူတငယ်ချင်းကတစ်နှစ်လောက်စောပြီးတော့ပေါ့နော်ဒီလိုမျိုး program နဲ့ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာသူလောက်တာကိုဒီဘက်ကသဘောကျပြီးတော့ပေါ့နော်မင်းအတိထဲမှာ ဒီဂျပန်လာချင်တဲ့လူတွေရှိလားမင်းတို့ကြောင်းစင်းနေပေါ့နော်ဘာဖြစ်လဲဆိုတော့တက္ကသိုလ်အတူတူတွေဖြစ်တဲ့အတွက်ဘွဲရပြီးသားလူအတူတူဖြစ်တဲ့အတွက်တို့ကဘာပြောလဲဆိုတော့လူရှိလားပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီကနေပြီးတော့အင်တာဗျူးပေးမယ်ဆိုတော့အဲ့တော့ကျွန်တော်စီမှာစကားပြောလာတက်တယ်လာတက်တော့တို့တငိန်းနှစ်ယောက်လာတက်တဲ့အချိန်မှာစကားပြောကလည်းအဆင်ပြေတယ်အန်ထရီကလည်းအောင်သွားတယ်ဆိုတော့ဒီဂျပန်ဘက်ကလူနဲ့တိုက်ရိုက်ပေါ့နော်သူရဲ့တငယ်ချင်းကနေပြီးတော့မိတ်ဆက်ပေးလို့ဟော င်တာဗျူးလည်းပြုလိုက်ကောအင်တာဗျူးအောင်သွားတယ်အောင်သွားတဲ့အချိန်မှာသူတို့ဒီမှာမြန်မာပြည်မှာပဲ nutri တွေပြန်တယ်လှုပ်ရှားရှိရည်လှုပ်တယ်ပြီးလည်းပြီးတော့ work visa နဲ့ဂျပန်ကိုသွားတယ်ဟာခန်းခိုက်ရှာမဟုတ်ဘူးเนาะအဲ work visa နဲ့ဂျပန်ကိုရောက်သွားတယ်အဲအဲ့တော့ company မှာဂျပန်ဘက်ကတိုက်ရိုက်ပဲဗျာဂျားထဲမှာဘာမှဟိုပတ်စံတွေပဲအများကြီးကုန်သွားတာမဟုတ်ဘူးဗောနော်အဲအဲ့လိုမျိုးတွေရှိတယ်ဒီထက်ပိုပြီးတော့ရှိတာဗောနော်ဥပမာမြန်မာပြည်မှာဟလား ဟို interview တွေပြန်ဖြည့်နေရတယ်ဗျာ agency တွေကလည်းသူ့လူနဲ့သူခေါ်တာတွေလက်ရှိကောင်းရှိလိမ့်မယ်တခါကျရင်ကိုယ့်အတွက်အခွင့်အရေးကလည်းမရနိုင်ဘူးဘာလို့ဆိုရင်ကျွန်တော်တင်တဲ့အပဲကမ္ဘာလေးတယောက်ကျွန်မရောက်သွားတယ်အန်တူအောင်မိသားလာစာစားတော့ဆိုင်အလုပ်နေပေါ့နော်လာစာတော်တော်လေးများရတဲ့မှာပါတယ်ချိန်ပိုလေးလည်းရတယ်သူကတော်တယ်ဗျာတက်ကြွတယ်ဟိုအဲ့လိုမျိုးဆိုတော့ကျွန်တော်ကလာပြောတယ်အဲအတိထဲမှာပေါ့နော်ဟိုကျွန်တော်ရဲ့တင်တဲ့သားကြီးထဲမှာအန်တူအောင်မိသားလူ စကားပြောရတဲ့လူတွေရှိလို့ရှိရင်ပြောပါဗောနော်သူတို့ရဲ့ကုမ္ပဏီကတထည့်ရနေပြီးတော့စောက်ဆန်တထည့်ရနေပြီးတော့မြန်မာဘက်ကလူကိုခေါ်ကျင်လို့တယ်အဲ့ဒါရှိတယ်ဆိုလို့ရှိရင်မိတ်ဆက်ပေးပါလို့ပြောတော့ရှိလားဆိုတော့ကျွန်တော်တင်တဲ့မှာလူတွေရှိတယ်နော်အန်တူအောင်မီသားလူတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်อืมရှင်တော့ပြောမယ်ဆိုပြီးဒီတိုင်းပဲပြောလိုက်တာပေါ့เนาะအဲကြတော့ဒီဗီဒီယိုကြည့်နေလူလည်းထင်ကောင်းထင်ပါပေါ့ဟာအချင်းရုပ်လိုက်တာเนาะဟိုကနေပြီးတော့လူလာခေါ်တာတော့မှဟာလာရှိတာတော့မှမိတ်မဆက်ပေးဘူးဆိုပြီးတော့ပေါ့เนาะအဲ့လိုမျိုးထင်ကောင်းထင်နေပဲ အကယ်၍ပေါ့နော်အဲ့လိုမိတ်ဆက်ပြီးတဲ့ဘာညာဆိုလို့ရှိရင်ဒါဂျပန်ဘက်ကရောက်နေတဲ့စီနီယာတယောက်ကမြန်မာလူမျိုးတယောက်ကဒါခေါ်ပေးတယ်ထောက်ခံပေးတယ်ဆိုလို့ရှိရင်ဗျာဘယ်ကိစ္စမဆိုကျောင်းကအရေးချင်းလဲလိုအပ်တယ်လို့အဓိကမိတ်ဆက်ပေးမဲ့လိုရလိုအပ်တယ်။တင်လဲတိမှာပေါ့နော်။ချို့ကြတော့ဥမာအရေးချင်းနေအဲ့လောက်မရှိဘူး။ဒါပေမဲ့တို့ကကံရမ်းကောင်းပြီးတော့တို့မိတ်ဆက်ပေးမဲ့လူတွေရှိနေတဲ့အချိန်မှာတို့ဂျပန်လူလက်ကူနဲ့ရောက်သွားတဲ့အနေထားလေးတွေရှိတတ်တယ်။ဒါကျွန်တော်အတိတဲမှာလည်းတယောက်ရှိတယ်။နောက်တယောက်ကပါလဲဆိုတော့ ပုံနေလုပ်ငန်းနေပေါ့နော်ဂျပန်မှာကသူ့ရဲ့အကိုဝင်းခွဲကရှိတယ်နေတာ7နှစ်လောက်ရှိနေပြီအဲ့တော့သူ့ရဲ့ကုမ္ပဏီမှာအလုပ်သူ့ရဲ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆိုပြီးတော့လှမ်းခေါ်လိုက်တာအဲဂျပန် စာတော်မှ N5 ကိုအခန်း20လောက်ပဲရှိသေးတယ်တင်ရတာစာလည်းမရပါဘူးဒါပေမဲ့ကြားရတဲ့စာရစာတန်းကိစ္စရတော့ကျွန်တော်တိတ်တော့မပြောချင်ဘူးပေါ့နော်ဒါပေမဲ့သူ့ကိုဂျပန်ကိုခေါ်လိုက်တယ်ခေါ်လိုက်တဲ့အချိန်မှာသူအခုဂျပန်ကိုရောက်နေတယ်အလုပ်လုပ်နေရပေါ့နော် ကဲဟုတ်ပြီအဲ့တော့ဒါကတော့မိတ်ဆက်ပေးမဲ့လူတွေရှိလို့ပေါ့နော်မိတ်ဆက်ပေးမဲ့လူတွေရှိလို့ကဲဟုတ်ပြီအဲ့တော့မိတ်ဆက်ပေးမဲ့လူတွေရှိရဆိုရင်ကျွန်တော်တို့ကဘာလို့မိတ်မဆက်ပေးခြင်းကြရလဲအခုဒီမှာကြည်နေတဲ့အကြောင်းသားအကြောင်းသူတွေပေါ့နော်ငါတို့ကဘာလို့မိတ်မဆက်ပေးခြင်းကြရလဲဒါကကျွန်တော်ចောင်းသားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ရှင်းပြမယ်ပေါ့နော်ဥပမာចောင်းသားရဲ့ဂျပန်ရောက်ဝဲတဲ့ခါကျရင်အချိန်မှန်အလုပ်တွေရှာကြတယ်ကျွန်တော်လည်းမြန်မာပြည်အနေနဲ့ဂျပန်အလုပ်ရှာမယ်ဆိုရင်ပြချိန်မှရောက်နေစီနီယာတွေအများကြီးပဲပုံပြုံပွနေရပဲဘာလို့ကျွန်တော်တို့မိတ်မဆက်ပေးလဲဟို link လေးဘာလို့မရှာပေးလဲ ဂျားထဲမှာဘာလို့ agency ပဲခံထားရတာလေပေါ့နော်ဘာလို့လဲဆိုတော့အဓိကကျွန်တော်တို့ရဲ့အချိုးတွေကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့အချိုးတွေကြောင့်ကျွန်တော်တို့ဆိုဂျပန်ရောက်သွားတဲ့အချိန်မှာဟိုနောက်မှလာတဲ့ဂျူနီယာလေးကျွန်တော်အလုပ်မိတ်ဆက်ပေးလိုက်တယ်မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာမြန်မာပြည်ကဒါအကုန်လုံးပြောချင်တာမဟုတ်ဘူးပေါ့နော်တချို့တချို့တော့လူငယ်တွေကခံစားချက်တွေပေါ့နော်အခုတချို့အဟာတ view တွေထဲမှာပါပါတယ်နော် generation ဒီငငယ်လေးတွေဆိုလို့ရှိရင်ဟဲ့လားပြောလိုက်ပြီဆိုတာနဲ့အလုပ်ထွက်မယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးအပြောမခံကြဘူး ဒါပြောလို့ရှိရင်လွယ်လွယ်ကူကူနဲ့ရတယ်ပေါ့နော်။ဘာလို့လွယ်လွယ်ကူကူနဲ့ရလဲဆိုတော့ဗျာကျွန်တော်တို့ခေတ္တတုန်းကဆိုရင်အရင်တုန်းကဆိုအချက်လက်တခု knowledge တခုရဖို့ဆိုလို့ရှိရင်ဆရာတီသွားရတယ်စာအုပ်တွေကိုလုံးဝဟိုမှွေးနှောက်ပြီးရှာဖတ်ရတယ်။အခုချိန်မှာကျတော့အဲ့လိုမဟုတ်တော့ဘူး။ AI ကိုမေးလိုက်တယ်၊ Google မှာမေးလိုက်တယ်ဆိုလို့ရှိရင်အင်တာနက်မှာမေးလိုက်ဆိုရင်ချက်ချင်းသိတယ်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲမပင်မပန်းမင်းနဲ့လွယ်လွယ်ရတယ်ဗျဒါဒါလူငယ်တွေရဲ့ခံစားချက်ပေါ့နော်ဥပမာ data လေးရတဲ့အချိန်မှာကျွန်တော်တမိုးမထတတ်ကြတော့ ဒီဂျပန်ရောက်သွားတဲ့အခါကျလို့ရှိရင်လေစီနီယာတွေကလုံးမိတ်ဆက်ပေးလိုက်တယ်မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာနည်းနည်းလေးပြဿနာတွေနဲ့တက်လာတဲ့အချိန်မှာငကိုရီကပြတီးခံတဲ့ဟာကအားနေတော့ဗောနော်ဟိုအလုံးနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိတဲ့အခါမှာတော်ပြီကွာအော်နောက်တယ်တီးမခံနိုင်တော့ဘူးငါတို့လုံးဝတီးမခံနိုင်တော့ဘူးဥမာဗောနော်ငရဲကလာရဲ့လူပြဖို့မကြောက်ဗောနော်ကျွန်တော်ဒါစကားပုံရလို့ကျွန်တော်တို့ကငရဲကလာတာဘလောက်ပူပူကျွန်တော်တို့ကခံနိုင်တယ် ဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ကငရဲလာလူမဟုတ်အေးစေးနေရလာလူအေးချမ်းနေရလာလူကတကယ်အပူပြီးနေတွေ့လဲတွေ့တဲ့ခါကျတော့တို့လုံးဝမခံနိုင်ကြတဲ့အဖြစ်တယ်ပေါ့နော်အဲ့မှာတို့တွေကထွက်သွားကြတယ်ဒါလူငယ်တဲ့ခံစားချက်ကိုကျွန်တော်နားလည်ပေးတဲ့အနေနဲ့အရင်ပြောတာပေါ့နော်အဲ့ဒါပေမဲ့အဲ့မှာစံပိုက်တွေကလည်းဘယ်လိုဖြစ်လဲဆိုတော့တို့မိတ်ဆက်ပေးလိုက်တဲ့ခါကျလို့ရှိရင်ဒီလူကလက်ကြောတိတ်မတင်းဘူးတို့ကြလို့ရှိရင်အလုတ်ထွက်သွားမှာပဲဆိုရင်နေထိုင်နေတဲ့ဗျာမိတ်ဆက်ပေးကရကောင်းလဲရလိမ့်မယ်မရရည်လည်းရှိတယ် နောက်ဆုံးပေါ့နော်ဂျပန်ရောက်သွားတဲ့ခါကျရင်ပြရှင်တော့ဒီယန်တောင်း2000လောက်ကဒါတိတ်ပြီးတော့ပြောပတဲ့ပမာဏမဟုတ်တော့ဘူးပေါ့နော်ဂျပန်ရောက်သွားတဲ့ခါကျတော့ရှင်ကိုကမြန်မာချင်းချင်းအစဉ်ပြေပါတယ်တော့ဆိုပြီးတော့ပဲမိတ်ဆက်ပေးလိုက်တာဒါပေမဲ့ဘာလို့မိတ်ဆက်ပေးခြင်းလဲဆိုတော့သူတို့ရဲ့အချိုးတွေကြောင့်ဒါပေမဲ့ဒီအချိုးတွေကလည်းဟာအဲ့ဒါမင်းအဲ့လိုပြောတဲ့အကြီးဆိုလို့ရှိရင်ဂျပန်ရောက်တဲ့လူတွေကလူငယ်တွေဘာမှမလို့လို့အဆင်ပြေတော့မှာလဲဆိုရင်ပုံအသွင်းပြီးွားလို့ရှိရင်အဆင်ပြေွားလိမ့်မယ်ကျွန်တော်ကမြန်မာပြည်မှာမှလာစားနေတဲ့အချိန်မရှိဘူးအချိန်မရမှမပေးဘူးเนาะပြောလို့ရှိရင် ကိုဆက်ဆံနေတဲ့ပတ်ဝန်းကျင်မကောင်းဆိုရင်ထွက်ပလိုက်ရမယ်။ဘာဖြစ်လဲဆိုတော့မိဘအိမ်မှာကျွန်တော်တို့က AC ပြန်စားလို့ရတယ်။နောက်ဆုံးပေါ့နော်မြန်မာအိမ်မှာဟလာပတ်စံမရှိရင်တော့ဖုန်းကြောင့်တက်စားလို့ရတယ်ဗျာနော်။အဲလိုမျိုးအနေထားရှိတဲ့အတွက်ကျွန်တော်က AC ပဲဂျမန်ရောက်ဝဲတဲ့အခါမှာကြတော့ဥမာအလုတ်ကိုပထမတွင်းပစ်လိုက်တဲ့အလုတ်မှာအဆင်မပြေဘူးထွက်ပလိုက်တယ်ပြောင်းမလိုက်တယ်။ဒါပေမဲ့နောက်အလုတ်ရှာတဲ့အချိန်မှာထင်သလောက်မလွယ်တော့ဘူး။ ပြီးတော့ကိုချရောက်ပေါ်ကိုရက်ကတဲ့နိုင်ငံဖြစ်သွားပြီအဲ့ဒီနေရာမှာကိုကပတ်ဆက်မရှိဘူးဆိုရင်မိဘစီကပြန်တောင်းရင်တောင်းမတောင်းဆိုလို့ရှိရင်မိဘလည်းဒါဒီဗီရိုကြီးနေလူတွေထဲမှာအဆင်ပြေတဲ့လူတွေကယာကန်တော့နဲပါလိမ့်မယ်နော်အဆင်ပြေရင်တော့ UK တို့ဘောက်သွားရင်သွားမှာပေါ့နော်အဲ့တော့အဆင်မပြေတဲ့လူတွေများမဲ့အချိန်မှာကိုကလည်းမတောင်းကျင်တော့ငါလုံးမရတော့မယ်ငါမချိုးဆိုင်မရတော့ဆိုတော့အဲ့မှာနောက်အလုပ်တစ်ခုကိုမရမကရှာလိုက်တယ်ပင်ပင်ပင်ပန်းလိပ်စီုံတော့ပင်ပန်းခံပြီးလုပ်တယ်ဘာလို့လဲဆိုတော့ထွက်လိုက်လို့ရှိရင် ခွေးဖြစ်တော့ပဲပတ်သက်မရှိတော့ဘူးဆိုတာသိနေပြီဗျာနော်သုံးစရာမရှိတော့ဘူးဆိုတာသိနေပြီဖြစ်တဲ့အတွက်တိခံမိလို့လေအဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့အချိုးကပြောင်းသွားတယ်ဒါပိုင်းကျရင်တော့ပြောရင်တော့ဂျပန်စတိုင်နဲ့ဝင်သွားတာပေါ့နော်ဒါ line မှာကြားနေရမှာပေါ့အလုတ်ကိုအလုတ်နဲ့တူအောင်လုတ်တက်သွားတယ်ဘာဖြစ်လဲဆိုတော့အလုတ်ကိုအလုတ်နဲ့တူအောင်မလုတ်လို့ရှိရင်မမန်းတူတူပုံသွားမယ်ညီမညီမကျတော့အလုတ်ကိုအလုတ်နဲ့တူအောင်တချို့ပြောတာเนาะမလုပ်ဘူးဆိုလို့ရှိရင်လည်းအိမ်ပြန်အိမ်ပြန်ရောက်လို့ရှိရင်မိဘတင်ကြွေးရလိမ့်မယ်เนาะနေရအိတ်ဆရာเนาะအဆောင်က9000 6000လောက်တသိန်းနီးပါးလောက်ရှိရဆိုရင်အဆင်ပြေတယ်ပေါ့ဗျာเนาะအဲ့တော့ပြောရင်အသက်ဆက်လို့ရတယ် ကိုနိုင်ငံကိုဒေသဖြစ်တဲ့အတွက်ဒါပေမဲ့နိုင်ငံညမှာကျတော့အလိုမဟုတ်တော့အဲ့တော့ဂျပန်ရောက်နေတဲ့စီနီယာတွေကလည်းဂျပန်မှာရှိတဲ့တငယ်ချင်းတွေကလည်းကိုကိုဘာလို့မေးမဆက်ပေးလဲဆိုတော့ဒီကောင်တွေအချိုးမပြောင်းသေးဘူးမြန်မာနိုင်ငံကဒီလိုအချိုးတွေနဲ့ရောက်ခါသားဒီလိုအချိုးတွေနဲ့ငါတို့မေးဆက်ပေးလိုက်ရင်တော့ငါတို့မျက်နှာပြတ်မှာပဲဆိုပြီးတော့အဲ့ဒါကြောင့်မေးမဆက်ပေးတာမေးဆက်ပေးတဲ့လူတွေကလည်းမျက်နှာနာစရာရှိလို့မေးဆက်ပေးတာပေါ့နော်အော်ဒီတယောက်ငါတငယ်ချင်းငါနဲ့ရင်းနှီးတယ်နော်ငါနဲ့ ပေါင်းဖက်သူဆိုရင်တော့အဆင်ပြေမှာပဲအเจ้าမသိလို့မိတ်ဆက်ပေးတာဗျအเจ้าမသိပဲနဲ့မိတ်ဆက်ပေးတဲ့လူကတော့ဒါတော်တော်သဘောကောင်းတယ်ခက်ရှားရှားရယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျေးဇူးတင်တတ်ကမယ်အခုချိန်မှာကြတော့ပေါ့နော်တစ်ခါကြလို့ရှိရင်တချို့အချက်လက်လေးရတယ်ဆိုရင်တော့မှကျွန်မမြန်မာပြည်မှာပါရှိလဲဆိုတော့ပေါ့နော်အာမင်းတို့တွေနော်မင်းတို့အရှိမရောက်နေတဲ့လူတွေပဲငါ့ကိုကုညင်းရမှာပေါ့မြမချင်းချင်းရိုင်းပင်းရမယ်ဘာညာဆိုပြီးတော့ကျွန်တော်ကလိုချင်တာတွေငါ့ကိုဘာလို့မပေးရလဲငါ့ကိုဘာလို့မပေးရလဲဆိုပြီးတော့အဲ့လိုမျိုးကြီးတွားနေတာထက်စာလို့ရှိရင်ပေါ့နော် ကို့မှာအရင်ဆုံးအရေးချင်းရှိအောင်ရေလောက်ကမယ်နောက်ဆုံးပြမိတ်မဆက်ပေးဘူးပြမြမကြီးမဒါအခုလည်းချို့စူးစမ်းနေတဲ့လူငယ်ရှိတာပဲမိတ်မဆက်ပေးဘူးကွာဘာဖြစ်လဲအဲ့ဒါဆိုလို့ရှိရင်ငါကဂျပန်စာတေချာရအောင်စူးစမ်းမယ်ရပြီဆိုလို့ရှိရင်ငါတို့ဘသူမျက်နှာမှာကြည့်စရာမလိုတော့ဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ကဘလို့ဖြစ်နေလဲဆိုတော့စာလဲအားနေတယ်စာအဓိကတော့ဂျပန်စာပေါ့ဗျစာမရလို့အဆင်မပြေတာပေါ့စာရလို့ရှိရင်နောက်ဆုံးကိုယ့်ကိုချိန်တဲ့နေရာဝင်ပြေးအဆင်ပြေတယ် အဲ့တော့ကျွန်တော်တို့အဆင်မပြေတော့ဂျပန်ရောက်သွားတဲ့အခါမှာအခက်ခဲလေးရှိတယ်မြန်မာပြည်မှာလည်းကိုရီကိုနော်အနစ်နာခံပြီးတော့ဘဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆက်ပဲနောက်ဆုံးပြထားပါတော့ကျွန်တော်ဥမာပေးရမယ်ဆိုတင့်အိမ်မှာလာပြီးတော့စပိုဘူးလာလို့မယ်ဟင်းလာချက်မယ်ဗျအိမ်အကူလာလို့မယ်အဲ့ဒီလာလို့တဲ့အိမ်အကူကဟင်းချက်မဲ့လူကငါဟင်းမဲ့ချက်ကျင်တာဈေးမဝယ်ခြင်းဘူးတန်ရှင်းမလုပ်ခြင်းဘူးပြီးွားရင်ငါချက်ပြီးတဲ့ပကံဒီမစေးခြင်းဘူးအဲ့လိုအီအကြီးကြပြောလို့ရှိရင်စင်ကြီးစင်လက်ပေါ့နော်ဥမာဘောင်းစုံနဲ့ဆိုလို့ရှိရင်တင်ရောအလုတ်ခန့်မလားပေါ့နော်အဲ့တော့ ဂျမန်ဘက်ကစီနီယာတွေကလည်းရောက်နေတဲ့လူတွေကလည်းငါဒီကောင်ကိုခေါ်လို့ရှိရင်ဟာဒီကောင်ကတောင်းဆိုချက်တွေအများများတယ်ဒီကောင်ကဒါမှဒါလုပ်ချင်တာဒါကျွန်တော်တို့စီမှာအိုက်စိတ်ရှိရယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးရင်နောက်ထပ်ပြောမယ့်ဟာပေါ့နော်ကျွန်တော်အင်တာဗျူးဖြေမယ်နော်အင်တာဗျူးနဲ့ပတ်သက်တဲ့အမေးဖြေပဲလေ့ကျင့်နေတယ်။စကားပြောမလေ့ကျင့်ဘူး။နော်အမေးဖြေနေသူမေးတာကိုကျွန်တော်အဖြေမှန်ပေးနိုင်လို့ရှိရင်သူကြိုက်တဲ့အဖြေမှန်ပေးနိုင်လို့ရှိရင်ငါငါ့ကိုရွေးဝါးလိမ့်မယ်။ကျွန်တော်အဲ့ဒီပွဲလိုပဲလုပ်ချင်ကြတာ။အစင်ပြေလားဆိုတော့ပြေကောင်းလဲပြေလိမ့်မယ်ဗျာ။မပြေတာမပြေနိုင်တာဂျပန်ရောက်ရင်မပြေနိုင်တာပို့ပြီးတော့ chance ကရာဂန်တို့ရမ်းများပါပြီပေါ့နော်အဲ့တော့ဂျပန်မှာရှိနေတဲ့စီနီယာတွေကလည်းရောက်ခါစားလူတွေဆိုရင်မယုံကြည်ဘူး3လ6လလောက်နေတဲ့အခါကျတော့မှသူတို့ကမိတ်ဆက်ပြီးတယ်ဘာလို့လဲဆိုတော့အော်ဂျပန်အထာဝင်သွားပြီဂျပန်စတိုင်ဝင်သွားပြီအလုပ်နဲ့အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်တတ်သွားပြီဆိုပြီးတော့မိတ်ဆက်ပြီးတယ်ခဲပြီ now check ကဘာလဲဆိုတော့ကျွန်တော်စာတင်နေနေပေါ့နော်ကျွန်တော်နဲ့ចောင်းသားနေနေဖြစ်လိဖြစ်တာရှိတဲ့အဲပြိပကတခုပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်ကဥမာဂျပန်သွားမယ်ဆိုလို့ရှိရင်အင်တာဗျူးဖြေရမယ် ဒါ inner ဖြည့်မယ် span လို့ဖြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ speaking လာတတ်ကြတာများတယ်ဒါပေမဲ့စကားပြောတစ်ခုတည်းနဲ့ရအောင်နဲ့အောင်လားဆိုတော့မအောင်သေးဘူးဗျာเนาะမအောင်နိုင်သေးဘူးဘာလို့လဲဆိုတော့ခုနကျွန်တော်ရှိမှပြောခဲ့သလိုပဲကျွန်တော်တို့ကအလုတ်ကိုအလုတ်နဲ့တူအောင်မလုတ်တတ်သေးဘူးကိုကဒါလုတ်ကျင်နေဆိုဒါလေးရမှာပဲလုတ်ကျင်နေကြံနေခုနပြောရဲ့ထမင်းသွားချက်ကမယ်ဆိုရင်ထမင်းဟင်းမဲ့ချက်ကျင်နေဆေးရကြောရမှာလျှရချွတ်ကမှာတန့်ရှင်းအလုတ်ကမှာဈေးဝယ်မှာဒါတွေမလုတ်ကျင်ဘူးအဲ့လိုအီအာကြီးကြတယ်ဗျာအဲ့လိုကိစ္စကြီးအယမ်းမြလာတဲ့အချိန်မှာ ်ဥပမာပေါ့နော်ကျွန်တော်တင်တဲ့လာတက်တယ်ကျွန်တော်တင်တဲ့မှာဆိုရင်လူကတဝိုင်းမှာဆို6ယောက်ပဲရှိတာဗျာ6ယောက်ဆိုရင်လည်းကျွန်တော်6ယောက်ပြင်ပိတ်လိုက်တယ်အဲ့ချိန်မှာဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်ကចောင်းသားအကုန်လုံးကိုတေးချ control လုပ်နိုင်တယ်စာရတာမရတာလူတွေအကုန်အပေါက်စီးမေးနိုင်တယ်အသေးသေးကျွန်တော်ပြင်ပေးနိုင်တယ်6ယောက်ကကျွန်တော်ပြင်လို့ရတဲ့ limit ပေါ့နော်ဝိုင်းသဘောမျိုးဖြစ်နေတော့ အဲ့ဒီအချိန်မှာကျွန်တော်ကဥမာကြောင်းနဲ့သွားမဲ့လူတွေဆိုလို့ရှိရင်တော့ဒါဂျပန်စာအုပ်ပဲကြိုးစားအောင်ပဲကျွန်တော်ပြောတယ်။တောင်းတောင်းသိပြီးတော့ဒီအလုံးနဲ့ပတ်သက်တာပတ်တိုင်းဆိုတာပြရှားတာဘာမှသိခတ်တာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ဟိုစာနဲ့ပတ်သက်ပြီးတော့ပဲများများလေ့ကျင့်ခိုင်းတယ်။ပြီးရရင်ဂျပန်မှာစိုင်းနဲ့အသိပညာလေးတွေပေါ့နော်ဘလို့ဘလို့ကြောင်းတွေလျှောက်တင်နေပါညာပေါ့။ Okay အဲ့ဒါကတော့တပိုင်းပေါ့နော်။အလုံးနဲ့သွားမဲ့လူတွေကိုကျွန်တော်ပို့ပြီးတော့ PPC ပို့ပြီးတော့ လေ့ကျင့်ပေးတယ်ကျွန်တော်ရဲ့ဒီသင်တန်းမှာလည်းပါပြီးသားပေါ့နော်အင်တာဗျူးလေ့ကျင့်ပေးဒီဆိုပြီးတော့ပါတယ်ဆိုတော့ပေါ့နော်စကားပြောတတ်တဲ့လူတွေအင်တာဗျူးလေ့ကျင့်ပေးဆိုရယ်ပါတော့အဲ့တော့စကားပြောလေ့ကျင့်နေနေသူတို့ရဲ့ပုံစံတွေကိုကျွန်တော်တို့မြင်လာရတဲ့အချိန်မှာပေါ့နော်ဥပမာចောင်းသားတွေမှာဆိုရင်တချို့ဆိုလို့ရှိရင်ပိန်တဲ့လူတွေရှိတယ် ပိတ်တိတိလေးတွေပေါ့နော်ဒါကတော့ကျွန်တော် body shaming လောက်တာမဟုတ်ပေါ့နော်ပြီးွားရင်ဝါတဲ့လူတွေရှိတယ်ဝါတဲ့လူတွေရှိတယ်အိမ်အောင်ကြတဲ့လူတွေရှိတယ်တချို့ကြတော့လည်းဥမာအသက်အရွယ်က20ကျော်ဝိုင်း23လောက်ဖြစ်သွားပြီ25ကျော်ဝါပြီအခုချိန်ဒီပေါ့နော်ဒါခေတ်ကာလအခြေအနေကြောင့်အပြင်းအပိုင်တိတ်မထွက်ကတော့ဟိုရင်းချက်မှုအားနေတယ်ပေါ့ဗျာကလေးဆန်သေးတယ်ကလေးဆန်တဲ့ပုံစံကျွန်တော်တို့ကမြင်ရတယ်မြင်ရတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တော့ကြည့်လိုက်တာနဲ့တည်ရဆိုလို့ရှိရင်ဗျာစကားပြောကြည့်တဲ့နန်းနဲ့တည်ရဆိုလို့ရှိရင်နီဟွန်ချင်းနဲ့တည်ရကိုယ့်ကိုအင်တာဗျူးလာစစ်တယ်ဂျပန်လူမျိုးကလည်းတည်ရ ဘာဖြစ်လဲဆိုတော့ဥမာပေါ့နော်မျက်နှာကိုကြည့်လိုက်တာနဲ့ဒီလူကအပြောဆိုခံမဲ့ရုပ်လားအပြောဆိုမခံမဲ့ရုပ်လားဥမာဗျာနင်းနေလေးပြောလိုက်တာနဲ့မျက်နှာကမျက်နှာပြတ်သွားပြီမျက်နှာကွက်သွားပြီအဲအဲ့လိုပုံစံနေချိုးကြောက်လဲဥမာသူ့အလုတ်ကဟိုတေးချာဟိုအလုတ်လုံးမယ်ဆိုတဲ့မှာဗျာကျွန်တော်ခွန်အားသုံးပြီးလုပ်ခါမှာခန္ဓာကိုယ်ကအကျဉ်းမှမရှိဘူးလို့တယ်အဲအဲ့ချိန်မှာဥမာလူကောင်တေးလို့လည်းမကျမ်းပါမဟုတ်နော်လူကောင်တေးပြီးတော့လည်းကျမ်းပါရဲ့လူတွေရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တင်တန်းမှာတက်တယ်ညီမလေးတယောက်ပေါ့နော်အသက်က 2021လောက်ပဲရှိသေးတယ်ပိတ်ပိတ်လေးပေါ့နော်ညွန်ချင်းကသူ့ကိုမေးလိုက်တယ်ဟာမင်းအသက်လည်းငယ်လေးပဲရှိတယ်မိလူကောင်လေးရတယ်တိတိလေးပေါ့နော်ဟောမင်းလောက်ကလို့နိုင်ပါမလားဆိုတော့ဟာအဲ့တော့သူကဘာပြန်ပြောလဲဆိုတော့ဟာကျမအသက်ငယ်တယ်တဲ့အသက်ငယ်တဲ့အတွက်ကျမကျမ်းပါတယ်ကျမ်းပါတဲ့အတွက်ငယ်ပေမဲ့ကျမခွန်အားရှိတယ်အဲ့တော့ကျမမှာဘယ်လို့မဆိုလုံနိုင်ပါတယ်ဆိုပြီးတော့ဖြီးလဲဖြီးတော့ဟာညွန်ချင်းကသူ့လက်ကုပ်လေးပဲတီးပြီးတော့သဘောကျပါတယ်ဘာဖြစ်လဲဆိုတော့သူတို့ကအဓိကကလေဂျပန်မှာလည်းလူကောင်တိတိလေးတွေအများကြီးပဲသူတို့ကလိုချင်တာကဘာလဲဆိုတော့ ်ညီဟွန်းတို့ issue ပေါ့နော်ညီဟွန်းချင်းတို့ issue သူကဒီစိတ်ဆန္ဒတွေမှာလောင်ကျွမ်းနေတဲ့မိတောက်တစ်ခုပေါ့နော်အဲ့ဒါကိုသူတို့ကလိုချင်တာမင်းဘလောက်အထိစိတ်သက်ပြင်းထန်လဲညီဟွန်းချင်းခင်မချစ်ဆူရောကြီးပေါ့နော်ခံစားချက်တွေပြင်းထန်တယ်ဘာလို့လဲဆိုတော့အလုတ်ကိုအလုံးနဲ့တူအောင်လုပ်တယ်တေချာစူးစမ်းပြီးလုပ်တယ်ကျောင်းဒီမှာကျောင်းသားရဲ့ကျောင်းစီမှာလာပြီးတက်တဲ့ခါကြလို့ရှိရင်အတန်လေးတွေအညံ့အညံ့လေးတွေဟိုအိတ်ချင်မှုတူးလေးတွေပြီးဝင်တက်တက်ကြွကြွမရှိဘူးဒါကကျွန်တော်ကသဘောပေါက်တယ်ဘာလို့လဲဆိုတော့ ိုင်ငံเจ้าကိုဒါအကြောင်းမျိုးမျိုးကြောင့်သွားမှရမယ့်အခြေအနေဖြစ်တဲ့အတွက်မသွားခြင်းမင်းနဲ့သွားရတာဖြစ်တဲ့အတွက်စိတ်ခံစားချက်လေးကပြောရရင်အဆင်မပြေဘူးအဲ့တော့ဒါကျွန်တော်တို့လည်းကိုချင်းစားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တာဝန်ကအင်တာဗျူးကိုအောင်စီခြင်းနဲ့ဆိုတော့ညီမလေးညီလေးအတန်ကိုကြည်ကြဲလေးဖြီးပြက်ပြက်သားသားဖြီးကို့မှာအလုံးလုံးချင်နေဆိုတော့စိတ်တက်ပါအောင်ပြောဒါပေမဲ့အဲ့မှာဗျာထားပါတော့ဥမာ ပိန်နေဆိုရင်လဲဝေါအောင်နည်းနည်းပါစား body နည်းနည်းပါလေး ဟိုကီလိုမှာပေါ့နော်ကီလို45ကီလို150ကီလိုလောက်ဟိုတင်လို့ရအောင်ပေါင်နဲ့ဆိုရင်ဗျာပေါင်100အထက်ပေါ့ဥမာအလုတ်သွားလို့မယ်ပေါင်66ပေါင်လို့69ပေါင်လို့ဆိုရင်အရန်ပိန်သေးနေပြီဗျာအဲ့တော့ဟိုရောက်နေတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကမြန်မာပြည်မှာသွားကျင်တဲ့လူအရန်များတော့ပြန်ရမှာဗျာပြန်ရမယ်ဆိုတော့အဲ့လိုနေရာမျိုးတွေမှာကျတော့ဒါဝိုင်းလေဝိတ်ချရမယ်ပိန်လေဒီလိုပြရမယ်ဥမာတချို့အိမ်အောင်ရှိတယ်ကလေးရှိတယ်ဆိုလို့ရှိရင်ကွာအစာအုပ်တေးချစူးစမ်းရမယ်ကို့မှာလိုအပ်ချက်တွေရှိနေရဆိုရင်ပိန်ပိန်တေးတေးလေးတွေရတယ်ဥမာ အလုတ်လုတ်ချင်တဲ့ပုံစံကိုမြင်ရတယ်ဂျပန်စာအုပ်ကျွမ်းကျင်နေဆိုလို့ရှိရင်ဥမာပြဂျပန်သွားကျင်နေမလားဘာလို့ရမယ်နော်ဂျပန်စာအုပ်တီချာလောက်ကမယ်စကက်ပြောဂျပန်စာအုပ်သွားကျင်တယ်လို့ပြောပြီးတော့ဂျပန်စာမှာအရေးချင်းကညံ့နေဆိုရင်တီချာရတာ तू မသွားကျင်တယ်လို့ဘိုက်စာတဲ့လူကဗျာထမင်းပဲကြံကြံထမင်းချမ်းပဲကြံကြံငပိရေပဲကြံကြံတိုးစရာကြံကြံဘာဟင်းကြံကြံဘိုက်စာရဖြစ်တဲ့ तू ကစားမှာသွားကျင်တဲ့လူကလည်းခုနပြောသူစင်ကြီးစင်တက်ကြီးအများကြီးပေးမနေတော့ဘူး तू သွားကျင်တဲ့အတွက်သွားကျင်တဲ့ကိစ္စကိုဒီဇိုင်းမမတ်နဲ့ဂျပန်စာအုပ်စူးစမ်းပြီးလုပ်ပါကျွန်တော်နဲ့အဓိကဟိုဟို ပြိပခဖြစ်ရတဲ့အဓိကအချက်ကတော့ဒါပြောရလို့ရှိရင်စာမလုပ်လို့ပေါ့နော်စာမလုပ်တဲ့အချိန်မှာကျတော့စာလုပ်ရင်ကျွန်တော်ဘာမှတိတ်ပြီးပြောစရာမလိုဘူးစာမလုပ်တဲ့အခါကျတော့ဥမာအသက်ကြီးနေပြီနော်အသက်ရွယ်တစ်ခုရနေပြီကိုကကလေးဆန်လို့မရတော့ဘူးအတွေးခေါ်ဒီတေချာကောင်းကောင်းလုပ်ရမယ်ပိန်နေတဲ့နည်းနည်းဝအောင်စားရမယ်ဝနေတဲ့နည်းနည်းဝိတ်ချရမယ် နော်အေးနောက်ရှိတယ်စာရေးစူးစမ်းရမယ်ကိုကကို့မှာအသက်ကြီးနေပြီဆိုလို့ရှိရင်စာသေးစာစူးစမ်းရမယ်ကိုကရွေးတဲ့ခါကျရင်ဒီလိုနေရာမျိုးကြီးရွေးရမယ်ဒါတွေကိုကျွန်တော်ကတစ်ချက်ပြောပြတယ်ဗောနော်ပြောပြတဲ့ခါကျရင်ចောင်းသားဘက်ကဘာထင်လဲဆိုတော့ speaking လာတတ်တာကျွန်တော်အခုကဗောနော်ဘယ်လိုဖြစ်လဲဆိုတော့ចောင်းသားတွေကဥမာဘာဖြစ်လဲဆိုတော့ငါတို့စာလာတင်နေငါ့ကို interview အောင်အောင်လုပ်ပြီးငါ interview ပဲအောင်ကျင်တယ်ကျန်တာတွေငါစိတ်ဝင်စားဘူး ပြောရလို့ရှိရင်တော့စိတ်ဝင်စားဆိုတော့လေကျန်တဲ့ခုနဒီအချက်တည်းရတယ်ဒါအင်တာဗျူးအောင်ဖို့လိုအပ်တဲ့ချက်တည်းအဲ့တော့ငါစကားပြောလာတင်တဲ့ငါ့ကိုစာပဲတင်ပြီငါစာပဲရအောင်စာပဲလုပ်မယ်ဒါပေမဲ့စာလို့တော့အဓိကကျွန်တော်မစုပါဘူးစာမရလို့ပဲအဓိကပြောရတာပေါ့နော်အဲ့အချိန်မှာကျတော့စာကစာတင်တာမဟုတ်ဘဲနဲ့တခြားအချက်တွေပါပြောနေတယ်ဆိုတော့ကျွန်တော် င်တန်းမှာပြောတယ်ပေါ့နော်ကျွန်တော်ကအရန်ဗလိန်းနေပေါ့ဗလိန်းနေဆိုဝါရင်လည်းဝါတယ်ပိန်လည်းပိန်တယ်ပေါ့နော်ဒါအဲ့ဒါလေးလည်းကျွန်တော်ပြောအသက်ငယ်ရင်လည်းငယ်တယ်ကြီးရင်လည်းကြီးတယ်ဒါကကျွန်တော်ကဗလိန်းတာတော့မဟုတ်ဘူးပေါ့နော်ကျောင်းသားဘက်ကမြင်ပေါ့ကျွန်တော်ကတတိပေးနေရကို့မှာဒီအားနည်းချက်တွေရှိတယ်ဒီအားနည်းချက်တွေကိုဖြည့်ဖို့အတွက်ဆိုရင်စာရအောင်လို့စာရအောင်လို့ပေါ့နော်ကျွန်တော်ကျောင်းသားကျောင်းနဲ့သွားမဲ့ကျောင်းသားရည်ဆိုလို့ရှိရင်ကျွန်တော်တိတ်မဆူဘောတော့ပြောရလို့ရှိရင်လူကောင်သေးတယ်ပိတ်နေတယ်ဒါပေမဲ့စာရနေရည်ဆိုလို့ရှိရင်ကျွန်တော်တိတ်ပြီးတော့ဘာမှမပြောဘူးကျွန်တော်ကဘာလို့ပြောရလဲဆိုတော့အဓိကစာမရလို့ပြောရတာ စာမရဘူးဆိုလို့ရှိရင်ဗျာစာကြက်စီခြင်းတော့ကျွန်တော်ကလည်းပြောလို့စာကြက်စာကြက်လို့ပဲပြောလို့မရအောင်အခုချိန်မှာကျတော့အကုန်လုံးကပြောလို့ရှိရင်ကိုယ်မှာအားနေချက်လေးရှိတယ်ကိုယ်အားနေချက်ကိုမမြင်ဘူးငါသွားခြင်းနဲ့ငါ့ကိုရောင်းလို့ပြီးကျွန်တော်ကတကူးရှင်ရှာနေကြတာကြီးပဲဒီကိုရောက်သွားတယ်ဒါလေးလှုပ်လိုက်တယ်ဂွင်တက်ပြီးတော့အောင်သွားရဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့တစ်ခါကြက်လို့ရှိရင်လည်းကျွန်တော်တင်တန်းမှာလည်းကျွန်တော်ဂျပန်မှာအတိအများကြီးရှိရပြကျွန်တော်ဟိုလူရှိလားလောက်ခေါ်ခြင်းလို့ဆိုပြီးလာပြောရလူရှိတယ်ဒါပေမဲ့ကျွန်တော်မိတ်မဆက်ဘူး ်မင်းမဆက်ပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့မြန်မာပြည်မှာအဲ့ဒီစိတ်ထားလေးတွေကမပြောင်းသေးလို့ပေါ့နော်မပြောင်းသေးတော့ကျွန်မမင်းမဆက်ပေးရဲဘူးဘာလို့လဲဆိုတော့မိတ်ဆက်ပေးရင်မိတ်ဆက်ခရမယ်ဒါပေမဲ့ចောင်းသားဘက်ကမြန်မာပြည်လာခေါ်တဲ့အလုပ်တွေလည်းသူ့ရဲ့သူ့ပြည်တနာသူ့ဘာသူရှိတယ်ဗျာနော်လုံးဝ6ပြည့်ကင်းသေးလဲစင်အလုပ်အကောင်းကြီးတွေမဟုတ်ဘူးဒါပေမဲ့မြန်မာပြည်မှာចောင်းသားတွေကလည်းစိတ်သက်လေးတွေကဟိုဂျပန်သွားမဲ့လူတွေကစိတ်သက်လေးတွေကပြောရလို့ရှိရင်အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်နိုင်သေးဘူးပေါ့နော်စိတ်ထားလေးကိုမပြင်နိုင်သေးဘူးအဲ့ပုံစံလေးတွေရှိသေးတဲ့အတွက်ဟိုကျွန်တော်လည်းမေးမဆက်ပေးခြင်း ဒါပေမဲ့အရေးချင်းရှိတယ်ကိုယ့်အနေကိုအဆင်ပြေတယ်ဆိုလို့ရှိရင်မိတ်ဆက်ပေးမှတော့မဟုတ်ဘူးသူကသူအင်တာဗျူးဖြစ်သူကသူအောင်ပါကျွန်တော်စီမှာအင်တာဗျူးကိုလေ10ခေါက်ကြားရတဲ့လူတော်ရှိတယ်10ခေါက်ကြားရတဲ့လူတော်မှဆက်တက်ချိန်မြောက်မှာအင်တာဗျူးအောင်ပါတယ်အင်တာဗျူးခဏခဏကြားနေ၄ခေါက်လောက်ရှိနေပြီ၅ချိန်မြောက်မှာအင်တာဗျူးအောင်ပါတဲ့လူရှိတယ်သူတို့ကြားဘလို့ဖြစ်လဲဆိုတော့ဥမာပေါ့နော်ဥမာအတန်လေးရသေးတယ်လူကောင်လေးရအရက်ပုတယ်ဆိုလို့ရှိရင်ညီမလေးအတန်တက်တက်ကြွကြွပြောစဉ်းစားလို့ရှိရင်ဒီလိုမစဉ်းစားနဲ့ဒီလိုစဉ်းစား ဂျပန်စာစကေးကိုဘလို့ပြရမလဲဒီလိုလိုပြရမလဲဒီလိုလိုပြောမှသူကကြိုက်ပါဥမာပေါ့နော်မင်းဘာလို့ကျင်လဲဖတ်နှက်လို့ကျင်တယ်နော်ဂျပန်ရောက်ရင်လာသာထွက်တဲ့ခါကျရင်အရင်ဆုံးဘာဘာလို့ကျင်လဲဆိုလို့ရှင်အဲထားပါအောင်နော်ကုဆုခိုင်တိုက်တက်စ်ပေါ့နော်ဖတ်နှက်ဝဲကျင်တယ်အဲ့လိုပြောတာထက်ကိုနော်ဂျပန်မှာနာမည်ကြီးတဲ့ဒီ Adidas ဖတ်နှက်ကို Adidas ဆိုတဲ့ဖတ်နှက်ကိုဝဲကျင်ပါတယ်ဖတ်နှက်အစ်စ်ကိုဝဲကျင်ပါတယ်အဲ့လိုမျိုးပြောလိုက်ပါဘောအဲ့တော့ Nihon ni Ninki ga aru နော်အဲ့ဒီတက်ဆိုယူအတာတာရှိခုစို့ခိုက်တိုက်တက်ပေါ့နော်အဲ့မှာကျွန်တော်ကလေခုနဖနှက်ဝဲကျင်နေတဲ့ခုနဖနှက်အစ်စ်ဘာညာဘာညာဝဲကျင်နေဆိုတော့အဲ့မှာဂျပန်လိုပြောတဲ့စကေးကမတူတော့ဘူးအဲ့တော့အဖြစ်အဖြစ်တဲ့ခါကျရင် high e ရဲ့တိုက်ကြောမှုမဟုတ်ဘဲနဲ့ကိုကတေချာလေးစဉ်းစားပြီးတော့ဖြီးပြီးအဲ့ဒါမှကိုကစကေးပြနေမှာပြီးပါလို့ရှိရင်လေကိုရဲ့အတန်ကိုတွတ်တွတ်လက်လက်တက်တက်ကြွကြွကိုရဲ့စိတ်ထဲမှာဂျပန်ကိုသွားကြည့်နေပြီဆိုတဲ့ဟာကိုတစ်ဖက်ကလူကမြင်အောင်ကျွန်တော်တို့ကပြပေးရမယ်အခုကအနောက်ဥသားဖြစ်တယ် high ဟိုင်းဝါခိုင်းမစ္စတာပုံစံကြည့်လိုက်တာနဲ့အတန်ကြည့်လိုက်တာနဲ့အွန်းဒီလူကတော့ဟိုမှာအလုတ်လုတ်ခိုင်းတဲ့အခါကြလို့ရှိရင်စိတ်ဓာတ်တွေကျသွားမှာလားနော်ပြီးသွားလို့ရှိရင်အလုတ်ကိုပြောင်းမှာလားအဓိကသူတို့ကြောက်တာအလုတ်ပြောင်းမှာပဲနော်နှစ်မပြည့်သေးပဲအလုတ်ပြောင်းမှာခါစစိုးပြည်သားပြောင်းလိုက်မှာသူတို့ကအဲ့ဒါကိုအကြောက်ဆုံးပဲအဲ့တော့ပုံစံကြည့်လိုက်လို့ရှိရင်ဒီလူက pressure ဘယ်လောက်ခံနိုင်လဲဆိုပြီးအဲ့ဒါကိုကြည့်တာ pressure နှစ်မျိုးရှိတယ်ဗျာနော်ပင်မမ်းမဲ့အလုတ်လူပင်မမ်းမဲ့အလုတ်ကဲစိတ်ပင်မမ်းမဲ့အလုတ်ကဲအဲ့နှစ်မျိုးလုံးလဲကြုံရလိမ့်မယ်အဲ့မှာလူပင်မမ်းမဲ့အလုတ်ကိုကြတော့ခုနခန္ဓာကိုယ်သေးတဲ့လူတွေလူကောင်သေးတဲ့လူတွေကကြတော့ စိတ်ဓာတ်နဲ့ဖြတ်ကြမယ်စိတ်ဓာတ်အရင်ကောင်းမြင်ဆိုရင်ဗျာကျွန်တော်တို့ဟလာဘလောက်ပင်မပင်မကျွန်တော်တို့စိတ်ဓာတ်နဲ့စိတ်စိတ်သာရှင်စောပေါ့နော်ဟိုတော့စိတ်အရင်ပြင်းထန်နေရဆိုရင်ဘယ်ဟာမှမတူတည်ခံနိုင်တယ်လူကောင်းလည်းတည်တယ်စိတ်စိတ်ဓာတ်ကကြောက်လဲအတန်လေးကြည့်လိုက်တော့အညံ့အညံ့လေးပြီးသွားလို့ရှိရင်အလုပ်ဟိုဖြည့်တဲ့ဖြည့်တွေကလည်းဟိုရင်းချမ်းမှုကအားနေတယ်နော်ဟိုတိတ်ပြီးတော့စီကာပါကောသိမ့်မရှိဘူးပြီးသွားတော့လည်းတင်လွယ်တက်လွယ်မဟုတ်နော်ဟိုဥလေဥလေလေးဆိုလို့ရှိရင်အာ तू က စိတ်ကတော့ဒါအတိတ်အရွယ်မရောက်သေးဘူးခလေးဆန်သေးတယ်ခလေးစိတ်ပဲရှိသေးတယ်အဲ့တော့ငါသူ့ကိုမခေါ်သေးဘူးဆိုပြီးတော့လှုပ်သွားတိုင်းတယ်အဲ့တော့စိတ်ပင်ပန်းတန်ခံနိုင်ရမယ်လူပင်ပန်းတန်ခံနိုင်ရမယ်အဲ့နှစ်ချက်ကိုဂျပန်လူမျိုးကအော်ဒီတယောက်ကတော့ဒါပင်ပန်းခံနိုင်တဲ့ပုံစံငါတွေ့ပြီဆိုလို့ရှိရင်ဒါခေါ်သွားလိမ့်မယ်ဂျပန်စာလေးရလည်းရရင်ပေါ့နော်အဲ့တော့ okay ဟုတ်ပြီဂျပန်စာလည်းရတယ်ဗျာဒါပေမဲ့ဂျပန်စာမရတဲ့လူလည်းခေါ်နေရပဲဆိုပြီးတော့ရှိတယ်ဘာလို့လဲဆိုတော့ခေါ်လိုက်တယ်ဥမာစောက်လို့ရအလုပ်တွေနော်စိုက်ပျိုးရအလုပ်တွေပင်မန်းမဲ့အလုပ်တွေဆိုလို့ရှိရင်ဥမာစကားရတဲ့လူခေါ်ကြည့်ဗျာအလုပ်ကပင်မန်းနေရင် ပင်မန်းတဲ့အလုပ်ဆိုလို့ချင်းဟာငါပင်မန်းသွားပြီကိုကမလောက်ရလေဆိုတာမသိတာလောက်ပြီးတော့ပင်မန်းနဲ့ဆိုတာသိတော့ကျွန်တော်ကပြောင်းတော့မှာပြောင်းတော့မယ်ပေါ့နော်တခြားအလုပ်တွေပြောင်းတော့မယ်ဆိုရင်စကားပြောမရသေးဘူးဆိုရင်စကားမရသေးဘူးဂျပန်စာရေရှိညံ့နေဆိုလို့ရှိရင်ဟောဒီကောင်ကတော့နောက်အချိန်ကျလို့ချင်းငါတို့စီမှာဆက်လုပ်နေမှာပဲဆိုပြီးအဲ့လိုမျိုးရှိတယ်။ဒါကျွန်တော်စီမှာတင်တတ်တဲ့လူတယောက်ရှိတယ်။ဟောညမ်းစိန်နဲ့ဂျပန်ကိုသွားတာ၃နှစ်ပြည့်လဲပြည့်ရောဂျပန်စာလဲပြောရလို့ရှိရင် fight fight တောင်မှမရဘူးဗျာ fight တောင်မရဘူးမိနေရပြောရလို့တက်ကနေအခန်း၅လေးတောင်မကြက်နိုင်ဘူးအဲ့တော့ဘာလို့လဲဟုတ်ကဲ့နေပဲဟို တင်ယူကြည့်ပြီးတော့ပဲလှုပ်သွားတာသုံးနှစ်ပြည့်လည်းပြီးတော့ဒီညှင်းစင်မှာပဲပင်မန်းတယ်ဆိုပေမဲ့လည်းကျင်သားရသွားတော့သူဆက်လှုပ်နေရပေါ့နော်ဘာဖြစ်လဲဆိုတော့နောက်အလုပ်တစ်ခုထပ်ပြောင်းဖို့သူ့မှာရည်ချင်းမပြည့်ဘူးမပြည့်တော့သူမပြောင်းရတော့ဘူးအဲ့တော့စကားမရဘူးလာခေါ်တဲ့လူတွေကလည်းကျွန်တော်မြင်ရသလောက်ဆိုရင်တစ်ခါကြက်လို့ရှိရင် ဥမာပေါ့နော်ဥမာအသက်ကြီးတယ်စာသိမ်းမရအောင်ဆိုရင်ဘယ်ဘက်ကိုရောက်သွားလဲဆိုတော့ဟိုကိုက်ဒိုဘက်တွေရောက်သွားတယ်ဟိုကိုက်ဒိုဘက်မှာကျတော့ပြောရလို့ရှိရင်အေးတယ်ဗျာတောင်းတောင်းကလှုပ်သားရှားတော့အဲ့နေရာမျိုးတွေဆိုရင်ကိုကဝင်တိုးကလွယ်တယ်အဲအဲ့နေရာမျိုးတွေရောက်သွားတာတွေရှိတယ်ပြီးသွားတော့ခုနပြောတယ်ပင်မမဲ့အလုပ်တွေမှာဝင်သွားတာရှိတယ်အဲ့တော့စာမရတော့စကားမရတော့အလုပ်ပြောင်းရတာခတ်သွားတော့ပေါ့နော်အဲ့တော့ဟာဒီလူမရဘူးမရတော့မပြောင်းရတော့ဘူးပြောင်းဖို့အတွက်အားနေလိမ့်မယ်သူတို့ထိန်းရမှာဟိုအလုပ်ကိုဟိုခါစိုးပြီးသားမပြောင်းသွားဖို့ပဲအဲ့ဟာပဲသူတို့ထိန်းရမှာ ကျန်တာကတော့ပြဿနာမရှိဘူးအဲ့တော့ချို့နေဘက်ဒီမှာဆိုလို့ရှိရင်မြန်မာအပေါင်းအသင်းကနေတဲ့အခါကျတော့တို့ကပြောင်းဖို့ရွှေ့ဖို့ကလည်းအဆင်မပြေတော့အဲ့တော့နေဘက်မှာအလုပ်ဒီဟာလာနော်ခုနအေးရန်အေးတဲ့နေရာအလုပ်ဒီဆိုလို့ရှိရင်စာမေးရလဲခေါ်သွားတယ်ဘာဖြစ်လဲဆိုတော့ပင်မမဲ့အလုပ်ဒီဖြစ်လို့ဂျောင်ကြတဲ့နေရာလေးဖြစ်လို့အဲ့တော့ကိုကအားကြတယ်ဆိုလို့ရှိရင်တော့လည်းအဲ့လိုနေရာမျိုးတွေလိုက်ဖြေနေဖြေပေါ့လေနော်ကိုအကြံနဲ့ကိုပေါ့နေဟုံးချင်းတော့တိတ်တော့အထင်မသေးနဲ့ပေါ့နော်တို့ကကြည့်လိုက်တာနဲ့မင်းဒီနေရာလုံးမှာနှစ်ပြင်းအောင်လုံးမှာလားမလုပ်ဘူးလားဆိုတော့တိပုံစံကိုကြည့်ရတယ်တို့က90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကခန့်မှန်းလို့ရတယ် အဲ့တော့ဗျာကျုပ်ဘာလုပ်မလဲကို့ဘာကိုအခြေချင်းရှိအောင်စူးစမ်းပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပြင်းရင်ဖြင်းတယ်ဖြင်းတဲ့အခါကျရင်ကျွန်တော်တို့ကရုပ်မာတော့တယ်။နော်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ဟာလာနော်ပြင်းသွားတယ်ပြင်းတော့ကျွန်တော်ကမစူးစမ်းမစူးစမ်းဘာလို့လဲဆိုတော့အချောင်ရဖို့စဉ်းစားတော့တာပဲ။ကျွန်တော်အဲ့လိုမလုပ်နဲ့ပေါ့နော်မပြင်းနဲ့အားလုံးလောက်ကမှာတစ်ချက်ပဲရှိတယ်။ဂျပန်စာစကားပြောကို speaking ကိုဂျပန်စာ N3 လောက်အောင်အောင် N2 လောက်အောင်ရင်ပိုကောင်းတယ်ဗျာနော်။ကျွန်တော်မြင်ရသလောက် N2 အောင်ပြီးဂျပန်ရောက်သွားတဲ့လူတွေ အဆင်ပြေတယ်အန်တူအောင်မီဂျပန်ရောက်ဝိုင်းလူအဆင်မပြေတာရှားတယ်ဗျာဘာလို့လဲဆိုတော့အန်တူတော့အောင်မီဝါပြီဆိုတော့ဗောနော်အခြေချင်းရှိရှိနဲ့အောင်အောင်ပြောတာနော်ဘယ်ညာကြည့်ပြီးအောင်အောင်ပြောတာမဟုတ်ဘူးနော်ကျွန်တော်လည်းဆောင်မဖြည့်ဘူးလေလှမ်းကြည့်ရင်ဘာဝိုင်းလဲဆိုတာမြင်ရတယ်နော်အဲ့တော့အခြေချင်းကစစ်ကြည့်လိုက်ရင်သိတယ်အဲ့တော့ကိုကတကယ်အခြေချင်းရှိရဆိုရင်အန်တူအောင်သမားတွေဂျပန်ရောက်ဝိုင်းတဲ့အခါကျရင်လေအဆင်မပြေတဲ့လူတွေတော်တော်ရှားတယ်10ယောက်မှာ9ယောက်လောက်ကပြေးတယ်နော်ကျန်တဲ့တယောက်လောက်ကတော့အလုံးနဲ့ပတ်သက်ပြီးတော့ဒါသူမလုံနိုင်လို့ဘာလို့ပဲရှိလိမ့်မယ်ဂျပန်မှာပင်ပန်းခတ်ခဲနေတဲ့လူတွေဟာ န်ဖိုးအောင်လေးတွေ GFD တမားလေးတွေဟဲ့လားเนาะအရေးကြီးနေနေအားနေပြီးတော့ဂျပန်ရောက်ဝိုက်လူတွေများသောအားဖြင့်เนาะကျွန်တော်အကုန်လုံးပြောတာမဟုတ်ကန်ကောင်းပြီးတော့အဆင်ပြေနေတဲ့လူစိတ်သက်ပြင်းပြပြီးတော့စူးစမ်းရုန်းကန်နေတဲ့လူတွေလည်းရှိတယ်အဆင်မပြေတဲ့လူအများစုကကို့မှာအားနေချက်လေးတွေရှိတယ်လို့အဲ့တော့ကို့ဂျပန်ဘက်ကအတိအကျွမ်းစီနီယာတွေကလည်းကို့ကိုခေါ်စေချင်တယ်ဆိုရင်ဥမာဗျာဒီ line ပေါ်မှာအတန်တုဂျပန်ဘာသာနဲ့အတန်တုလုပ်နေညီမလေးတယောက်ရှိတယ်သူဆိုလို့ရှိရင်သူ့ဗီဒီယိုတက်လက်တက်လာတော့မြန်မာပြည်ကဂျပန်သားတင်တန်းကြောင်းတွေက နော်အခမဲ့လာတတ်ပါဆိုပြီး scholar ပြီးမဲ့ဘာညာဆိုပြီးပြောကြတယ်ဘာလို့လဲဆိုတော့ तू ကတကယ်စိတ်ဝင်စားလို့ तू မှာတကယ်လှုပ်ရှင်ကိုင်းချင်စ조사ကျင်တဲ့စိတ်ရှိနေလို့အခွင့်ရေးပေးမဲ့လူတွေကရှိတယ်အခုတင်ရဘာလို့အခွင့်ရေးမရနေလဲဆိုတော့တင်မှာလှုပ်ရှင်ကိုင်းချင်တဲ့စိတ်조사ကျင်တဲ့စိတ်ကအားနေနေလို့ဒါပေမဲ့ကိုကအနေထားတစ်ခုရောက်နေတယ်ဆိုလို့ရှိရင်ငါဘာလို့အခုချိန်ကြီးအခွင့်အရေးမရသေးတာလဲဆိုရင်ကျွန်တော်တို့လည်းလာပြီးဆွေးနွေးလို့ရတယ်။ဘာလို့လဲဆိုတော့ဂျပန်စာတော့ရပါရဲ့။တချို့မန်နာတွေကအလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်နိုင်သေးဘူး။ခုနကကျွန်တော်တို့ပြောတဲ့စဉ်းစားတွေးခေါ်မှုတွေ အပင်ပန်းခံနိုင်မှုတွေပါလိုအပ်တဲ့ level တခုမရောက်သေးဘူးအားနည်းနေသေးလို့ပေါ့နော်အဲ့အချက်လေးတွေကိုကျွန်တော်ကပြင်နိုင်တယ်ဆိုလို့ရှိရင်ကို့မှာရှိတဲ့အားနည်းချက်တွေကိုပြင်နိုင်တယ်ဆိုလို့ရှိရင်ဂျပန်သွားဖို့အတွက်လီးစပ်လာပါလိမ့်မယ်ဂျပန်ရောက်တဲ့ခါကျရင်လည်းအဆင်ပြေပါလိမ့်မယ်ကဲဟုတ်ပါပြီဗီဒီယိုလေးကတော့နည်းနည်းရှင်းသွားပါတယ်ဒါပေမဲ့တင်းအတွက်အထောက်အကူရမယ်လို့ထင်ပါတယ်တင်းသားဂျပန်စားတကယ်ကျွမ်းနေရဲ့တင်းတငယ်ချင်းတွေကတင်းကိုမိတ်ဆက်ပေးဖို့ခေါ်ပေးဖို့လည်းဝန်လေးကြမှာမဟုတ်ပါဘူးဒါပေမဲ့တင်းအချိုးတွေကိုတင်းတငယ်ချင်းက ွန်းဒီကောင်တော့အဆင်မပြေလောက်ဘူးဆိုတာသိတယ်ဆိုလို့ရှိရင်ခေါ်မှာမဟုတ်သေးဘူးဘာလို့လဲဆိုတော့ညီကိုဝမ်းခွဲတယ်ဂျပန်ကိုရောက်ခေါ်တယ်ဒါမျက်နှာနာစရာရှိလို့ကိုယ့်ရဲ့တငယ်ချင်းအချင်းချင်းကျွန်တော်ဒီမှာ speaking တက်တယ်ဂျပန်ဘက်ကလှမ်းခေါ်တယ်နော်မိတ်ဆက်ပေးလိုက်တယ်အခုဂျပန်မှာအလုပ်လုပ်နေရဝတ်ဗီဇာနဲ့ဒါမျိုးတွေရှိတယ်နော်အခုစားဆိုင်မှာလုံနေတယောက်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာ N2 အောင်တဲ့လူတွေရှိလားပုံစံအစီအပြေလူတွေရှိလားရှိရဆိုလို့ရှိရင်တထည့်ရအင်တာဗျူးကျင်တယ်လို့ပြောပါတယ်ဆိုပြီးတော့ကျွန်တော်လာပြီးတော့မေးတဲ့လူတွေရှိတယ်။ဘာဖြစ်လဲဆိုတော့ ကိုမှသာတကယ်အရေးချင်းရှိနေဆိုရင်ရတယ်ဗျာအခုကဘာဖြစ်နေလဲဆိုတော့အရေးချင်းမရှိတော့ကျွန်တော်တို့ကအရေးချင်းကအားနေနေရဆိုတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့အချောင်လေးတွေချိုချောင်လေးတွေဗျာပေါချောင်ကောင်းလေးတွေလိုက်ရှာနေသလိုဖြစ်နေအဲ့လိုမလုပ်ပါနဲ့เนาะစူးစမ်းကြပါကျွန်တော်အခု speaking အတန်းအတန်းခွဲတစ်တွေလည်းကျွန်တော်ဖွင့်ထားပါတယ်အဲ့တော့လာတက်ပြီးတော့လေ့ကျင့်ကြပါစူးစမ်းကြပါအားလုံးရဲ့ဂျပန်သွားဖို့အတွက်အားလုံးအတွက်အချုပ်ကဂျပန်ဘာသာစကားပဲเนาะဆာမွေးရအောင်နာအောင်နာတပိုင်းစကားပြောကြည့်လို့ကိုယ့်ရဲ့ skill ကအဆင်မပြေဘူးမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ အခြေအနေပုံစံတွေကအဆင်မပြေဘူးဆိုလို့ရှိရင်ဒါကိုယ်ရွေးချယ်မှာမဟုတ်ဘူးအဲ့တော့အချိန်ဖြုံးခြင်းဖြုံးပါကဲပြီကိုယ်မှာမြ мян ဆန်ဆန်မှန်မှန်ကန်ကန်နဲ့မြ мян ဆန်ဆန်အောင်ခြင်းနဲ့ဂျပန်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ speaking လာတက်လို့ရပါတယ်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲသိချင်တာရှိရင် comment မှာမေးခဲ့ပြီးလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတော့ဗောဗျာ bye bye